ကျန်းသားကျန်းသူများမင်္ဂလာပါဆရာကတော့ဒက်သမရန်တင်ယုတ်တင်မြန်မာစာပါရရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အပိုင်း1အပြောတင်ငန်းစာအခန်း1အပြောဆိုဆိုင်ရာလမ်းညွှန်ချက်မှာစာလုံးနဲ့စာလိမ်ပြဿနာအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် စာလုံးနဲ့စလိန်တို့ဆိုရင်အခေယပုံတန်းချင်းမတူညီကြတယ်လို့သူတို့ကအတန်ထွက်တဲ့အခါမှာဆိုလို့ရှိရင်လည်းစနဲ့စဆိုပြီးတော့တန်းချင်းမတူညီကြပါဘူးဒါပေမဲ့လို့သူတို့မှာတူညီတဲ့အချက်ကတော့ဘာလဲဆိုလို့ရှိရင်အတန်ဖြစ်ပေါ်ရာနေရာတူညီကြပါတယ်စတန်နဲ့စတန်နှစ်တန်လုံးဟာဆိုလို့ရှိရင်သွားရင်းမှာဖြစ်ပေါ်ပါတယ်စတန်ဟာဆိုလို့ရှိရင်လေအားရော့ပြီးဖြစ်ပြီးတော့စတန်ဟာဆိုလို့ရှိရင်တော့လေအားတင်းပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပြီးတဲ့နှစ်တန်ကိုရွတ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်လေအားရော့ခြင်းလေ ေအားတင်းကျင်းတာခြာနာကြတယ်လေအားရော့ခြင်းလေအားတင်းကျင်းဆိုတဲ့အတန်အင်အားကြောင့်ပဲသေချာပြီးတန်ရင်နှစ်တန်တနည်းအားဖြင့်နှစ်မျိုးနှစ်စာကွဲပြားတဲ့ပြီးတဲ့နှစ်တန်ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်စတန်နဲ့စတန်နဲ့မှဆိုလို့ရှိရင်စတန်ကိုရွတ်ဆိုတဲ့အခါမှာဟတန်ပါနေတာကိုတတိပြုနိုင်ပါတယ်စာတန်နဲ့စာတန်တို့ရဲ့မတူကွဲပြားမှုကိုဒီမှာလေ့လာလိုက်ရင်ဆရာတို့ကပို့ပြီးတော့သိရှိနိုင်တယ်ဒီမှာဆိုရင်စာစာစာ စာဒီမှာဆိုရင် လုံးဝကွဲပြားခြားနာကြပါတယ်ဒါပေမဲ့လို့ယခုခါမှာဆိုလို့ရှိရင်အတန်တက်တွေမှားရွေးနေတဲ့အတွက်ကြောင့်ရေးတဲ့အခါမှာစလုံးသက်ပုံရေးတဲ့အခါမှာဆိုလို့ရှိရင်လည်းစလုံးပေါင်းသက်ပုံမှားရေးနေကြတာကို တွေ့မြင်နိုင်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်စုငွေကိုစုငွေစိတ်ငြိမ်ခြင်းကိုစိတ်ငြိမ်ခြင်းစိုက်ကတ်ကိုစိုက်ကတ်ဆိုပြီးတော့အတန်အတွက်မှားရွေးတဲ့အတွက်ကြောင့်တည်င်းစာ စာအုပ်အချို့တွေမှာပါစလုံးပေါင်းတပ်ပုံမှားရေးနေတာကိုတွေ့ရပါတယ်။အဲ့ဒီလိုမှားရေးအဲ့ဒီလိုတပ်ပုံမှားရေးနေတဲ့အတွက်ကြောင့်အဓိပ္ပာယ်တွေပါလွဲမှားကုန်တယ်။ဒီလွဲမှားတဲ့အဖြစ်မျိုးတွေကြောင့်ဆရာတို့ရဲ့စာရေးထုံးစနစ်တွေကိုဆုပ်ယုပ်စေပါတယ်။ဒီလိုမျိုးလွဲမှားနေတာဘာကြောင့်လဲလို့သုံးသပ်ကြည့်တဲ့အခါမှာလူတွေရဲ့ အလွယ်လိုက်မှုကြောင့်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာရှိမပြောခဲ့တဲ့စတန်ဟာဆိုလို့ရှိရင်လေအားရော့ပြီးဖြစ်တယ်စတန်ကတော့လေအားတင်းပြီးဖြစ်တယ်တနည်းအားဖြင့်လေအားများပြီးဖြစ်တယ်စတန်ကိုရွတ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်အားဆိုင်ထုတ်မှုပိုလောရတယ်ဒါကြောင့်မို့လို့ပိုပြီးတော့ပင်ပန်းတယ်စတန်ကိုရွတ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်တော့အားဆိုင်ထုတ်မှုနည်းတဲ့အတွက်ကြောင့်တက်တာတယ် ဒါကြောင့်မို့လို့စတဲ့နေရာမှာစတဲ့ကိုအစားထိုးရွဆိုခြင်းအပြင်ပိသားမှုတွေမရှိတော့ဘူးအလွယ်လိုက်တဲ့ပြောဟန်တစ်မျိုးအဖြစ်သို့ပြောင်းလဲပြည့်ရင်းသွားတာဖြစ်ပါတယ်ဒီလိုမျိုးအတန်တွဲဟန်ပန်မျိုးတွေကိုဆရာတို့ကပြည့်အစဉ်ပြင်ခဏဆိုတဲ့ဇာတ်အအရာစနစ်တကျချိန်ယူလေ့ကျင့်ပေးထားခြင်းအပြင်အတန်တွဲမှန်ကန်ပိသားမှုတွေကိုပြန်လည်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့စတဲ့နဲ့စတဲ့အတုံးနှုံးအချို့ကိုလေ့လာကြည့်ကြရအောင်စစဇာတ်အရာ လိမ်ပါပါ မိဘဆရာယူတည်ကြစာစာစာအောင်သူကိုဂုံပြုပါ စာလောင်သူကိုဖိမပါ စာစာစာပါတောက်ပါ စာလျှော့ပါစီစီစီစင်ပေးပါစီလျှော့ကြွေးပါစီစီစီစင်ရည်တန်စီနှင်းဝေရှံ စူးစူးစူးဆိုင်လုံးလာထုတ်ကြပါစူးစူးလွတ်အောင်ကြည့်ဆောင်ပါစေစေစေးပြချုံများရှင်လင်ထားစေဝါဒါနပေးလှူကြစေစေစေသည့်မိုးနယ်ပွင့်လင်းပွဲဆေးရီတိုင်းထွာရှောင်ကျင်ပါဆန်ဆန်ဆန်ပေတော်မူ၏ဆန်ပေတော်မူ၏ဆိုဆိုဆူပြေလှပရှင်ပြိုင်ကြ ဆိုကရေတီပြိုင်ပွဲကြီးနောက်တစ်ခုကဆုဆုဆိုးထွက်နေပြီကြာမြဲ့ကြီးဆိုးပိတ်နေပြီမြူနှင်းကြီးဆိုဆိုဆိုရင်တော့ကกินကြပါစေဆိုးသွမ်းဒေါသရှင်းကြပါစေစိုက်စိုက်စိုက်ရေးပြူရေးဒိုအားပေးစိုက်ရေးကဲ့ရေးလှော်ခတ်ပေး စင်စင်စင်ကြေဒါနကုတုယစင်ကျင်တုံတရားလက်ကင်ထားစောင့်ဆောင်စောင့်လီမျိုးနွယ်ကျင့်ကြကွယ်ဆောင်းအောင်မူရာရှောင်ကျင်ပါစိတ်စိတ်စိတ်ငြိမ်အောင်ပြုတရားရှုစိတ်ငြိမ်ရာတွင်တရားဝင်စုတ်စုတ်စုတ်ပြဲကင်းအောင်တတိဆောင်စုတ်ပြဲလိုမူတတိပြုဆွတ်ဆွတ် ဆွတ်ဆူလှပြီးမိုးရာသည်ဆွတ်လိုလှပြီးပန်ပေါင်းစီဒါကိုတော့ရွှေလာမင်းတွင်မြန်စာမြေကနေရေးထားတာပဲဖြစ်ပါတယ်ဒီစာလုံးနဲ့စာလင်ပြတနာကိုလေ့လာကြည့်ခြင်းအပြင်ဆရာတို့ကစာလုံးကိုဘယ်နေရာမှာတုံးနှုံးမယ်စာလင်ကိုတော့ဘယ်နေရာမှာတုံးနှုံးမယ်ဆိုတာကိုတဲတဲကွဲကွဲသိမြင်နိုင်ပြီလို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်